်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပရမအုဆုံးဖျားသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါれตา၍ကောင်းသောလမ်းဆိုတဲ့ကောင်းစဉ်နဲ့တုတ်တန်အခန်းကြီး၁၉အငယ်တစ်ကိုဆင်ခြင်သွားခြင်းပါれကောက်လိန်သောစကားကိုတုံးတက်သောလူမိုက်ထက် ဖြတ်မှတ်ခြင်းလမ်းသို့လိုက်သောဆင်းရဲသူသည်တာ၍ကောင်း၏လူရည်အမြင်မှာတော့အပြင်ပန်းတရံကြည်ကောင်းတဲ့သူစကားပြောညက်တဲ့သူစကလုံးကြွယ်တဲ့သူ လူရှိမှထင်ပေါ်ကြော်ကြပြီးတော့ လူသိများတဲ့သူတွေကိုကောင်းတယ်လို့သတ်မှတ်ကြတယ်။ဒါပေမဲ့ဘုရားသခင်ကဓမ္မရာဇဝင်ပထမဆောင် အခန်းကြီး16အငယ်ခွန်မှာဖော်ပြထားတဲ့အတိုင်းလူကအစင်းတရံကို ကြည့်ရှုတတ်တယ်။ဘုရားသခင်ကနှလုံးကိုကြည်တတ်ပါတယ်။ ါကြောင့်ပထမတစ်ချက်အနေနဲ့ဘုရားသခင်မြင်တဲ့ကောင်းတဲ့လမ်းနဲ့လူမြင်တဲ့ကောင်းတဲ့လမ်းကမတူနိုင်ပါဘူးအခုကောက်လိန်တဲ့စကားကိုသုံးတတ်တဲ့လူမိုက်သွားတတ်တဲ့လမ်းကပြည့်စုံမှုတွေရှိနေတော့လူအမြင်အနေနဲ့ဟုတ်တယ်လို့လို့တော့ရှိမယ်ထင်လိမ့်မယ်သူတို့ရဲ့မှုသားစကားတွေအပြင်ပြင်ဆင်နေတဲ့လမ်းကို လိုက်မယ်ဆိုရင်ချမ်းသာကြွယ်ဝခြင်းနဲ့ကိုယ့်အတွက်မှန်တဲ့လမ်းကိုရောက်နိုင်မယ်လို့ ထင်နိုင်ပါတယ်။ဒါပေမဲ့ဒုတိယတစ်ချက်အနေနဲ့ဆင်ခြင်ဖို့ကကောက်လိန်တဲ့စကားကို သုံးနေတဲ့လူမိုက်လျှောက်တဲ့လမ်းကဘလောက်တည်တတ်နိုင်မလဲ။သူတို့ဟာတနက်စားညံနဲ့ပြောဆိုနေကြတာဖြစ်တယ်။တကယ်တော့ကောက်လိန်တဲ့စကားလမ်းဟာခဏတစ်ပြုတ်အချိန်ကာလတစ်ခုအတွေ့အောင်မြင်တယ်လို့ရှိနိုင်ပေမဲ့အမြဲတမ်းမတည်တတ်နိုင်ပါဘူး။တုတ်တန်အကန်းကြီးစနေငယ်20နှစ်မှာ မှုသာတုံးသောနှုတ်ခမ်းသည်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူပွဲဖြစ်၏တစ္ဆာတရားကိုစောင့်ရှောက်တော်သူမူကားနှစ်သက်တော်မူပွဲဖြစ်ကြ၏လို့ဆိုထားတော်ကောက်လိန်တဲ့သူတွေရဲ့နှုတ်ခမ်းဟာမှုသာတုံးတဲ့နှုတ်ခမ်းဖြစ်တဲ့အတွေ့ဘုရားသခင်ကဆက်ဆုပ်ယွန်ရှာတော်မူပါれသူတို့ဟာဘုရားသခင်ရဲ့ရှေ့မှာမိုက်မဲတဲ့သူတွေဖြစ်တယ် ကဘာနဲ့ချီပြီးတော့လက်ပတ်လိန်ညာတဲ့နှုတ်ခမ်းကိုသုံးတဲ့အတွေ့အချိန်တန်တဲ့အခါမှာသူတို့လျှောက်တဲ့လမ်းဟာကောင်းတဲ့လမ်းမဟုတ်တဲ့အတွေ့ဘုရားသခင်ရဲ့ဆက်ဆုပ်ယွန်ရှာမှုရဲ့အပြစ်ဒဏ်ကို အမှန်တကယ်တိတိကျကျခံရလိုက်မှာဖြစ်လို့ရေရှည်တည်တတ်နိုင်မှာ မဟုတ်ပါဘူး။သုတ်တန်အခန်းကြီး27အငယ်6မှာလည်းပဲမှုတန်စကားအားဖြင့်ဘန္တာကိုစီးပူးခြင်းအမှုသည် သေမင်းကြော်ခွင်းတို့တွင်ပျောက်လွင့်သောအနတ္တဖြစ်တယ်လို့ဆိုထားပါတယ်သူရဲ့အဘိဓေကလိညာချင်းအဖြစ်ရတဲ့စီးစိန်ဟာဘလောက်ဖယ်များများရနိုင်တာဖြစ်ပါစေခဏတာလွင့်မျောတတ်တဲ့အခိုးအငွေ့လိုဖြစ်သွားမယ်သေခြင်းကိုပို့လိုက်တတ်တဲ့ထောင်ချောင်းလည်းဖြစ်လိမ့်မယ်ကောင်းလင်ခြင်းလိညာတဲ့စကားတွေဟာအချိန်တို့အတွင်းမှာအောင်မြင်နိုင်ပေမဲ့ဘုရားသခင်ရဲ့ရှေ့မှာမတည်တတ်နိုင်ဘူးဘာမှမကြံတဲ့လမ်းပဲဖြစ်တယ် ကောက်လိန်တဲ့စကားအတိုင်းတွားနေတဲ့လမ်းဟာတမာတိတမာတရားတစ္ဆာစောင့်တိမှုတွေမှာအုံမြင့်ချထားတာမဟုတ်ဘူးဘာမှအခြေ အမြင့်မရှိတဲ့အနတ္တအပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အတွက်အမြင့်မရှိမခိုင်မြဲပဲနဲ့ပြိုလဲသွားရမယ်တစ်ပင်လိုပဲဖြစ်တယ်။နောက်တတိယတစ်ချက်ကဒါပြီးတော့ကောင်းတဲ့လမ်းကတော့ဘုရားသခင်ကောင်းချီးပေးတဲ့လမ်းပဲဖြစ်တယ်။ အဲ့ဒီလမ်းကဘုရားသခင်ရဲ့အလိုတော်နဲ့အညီသွားနေတဲ့ဖြတ်မှတ်ခြင်းလမ်းဖြစ်တယ်။တုတ်တန်အခန်းကြီး30အငယ်6မှာဖြတ်မှတ်ခြင်းလမ်းကို လိုက်နေတဲ့သူတွေဟာအနည်းမှန်နိုင်မယ်လို့ပြောထားပါတယ်။လူပေါ်ဝအတ္တဓာမှာဖြတ်မှတ်ခြင်းလမ်းကို အနည်းမှန်စွာလိုက်မှာသာမယိုင်မလဲသွားနိုင်မှာဖြစ်တယ်။84ခုမြောက်သောဆန္ဒအငယ်7မှာဖြတ်မှတ်စွာကျင့်တဲ့သူတွေကိုကောင်းတဲ့အရာကိုညှင်းတော်မမူလို့ဆိုထားပါတယ်။ လူတွေကဖြောင့်မတ်စွာအသက်ရှင်နေသူတွေကိုမျက်ကွယ်ပြုထားတတ်ပေမဲ့အမှန်တရားဘက်ကနေပြီးတော့ကာကွယ်နေတဲ့သူကိုဘုရားသခင်က မြင်ပြီးတော့တည်တတ်အောင်မြင့်တင်တော်မူမှာဖြစ်တယ်။ဆိုတော့လူလောကမှာတာ၍ကောင်းသောလမ်းကတော့ပွင့်လင်းမှုတန်ရှင်းမှုနဲ့ဖြောင့်မတ်မှုတွေပါပဲ။ဒါကြောင့်ကျွန်တော်တို့အနေနဲ့တာ၍ကောင်းတဲ့လမ်းကိုရှောက်ပြီးတော့အောင်မြင်ခြင်းကိုအမှန်တကယ်ရယူသွားခြင်းနဲ့ဆိုရင် ဖြတ်မှတ်ခြင်းလမ်းကိုသာရှောက်လို့တဲ့ဆန္ဒအားဖြင့်သာအသက်ရှင်သွားကြရမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကတော့ယောဟန်အခန်းကြီး14ငယ်6မှာသူဟာလမ်းခရီးတမာတရားအသက်လို့ဆိုထားပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်ကိုးစားခြင်းဟာသာပြီးတော့ကောင်းတဲ့လမ်းဖြစ်ပြီးတော့တမာတရားလမ်းအတိုင်းရှောက်လမ်းခြင်းဟာတန်ရှင်ဖြတ်မှတ်တဲ့လမ်းပဲဖြစ်တယ်။ဒါကြောင့်ကြာနာရှင်ကျင်ခဲ့တဲ့သူတွေအနေနဲ့ကောက်တိန်တဲ့စကားလမ်းဟာတခဏတာတောက်ပါတယ်လို့ မြင်ရမှာဖြစ်ပေမဲ့ဖြတ်မှတ်ခြင်းလမ်းကဘုရားသခင်ရဲ့ရှေ့မှာတည်တန့်တန်ဖိုးရှိပြီးတော့တာပြီးတော့ကောင်းတဲ့လမ်းတာ၍ကောင်းတဲ့လမ်းဖြစ်တယ်။ဖြတ်မှတ်ခြင်းအားဖြင့်အနည်းမှန်ဖို့ပဲဖြစ်တယ်။ဒီနေ့လူတွေမမြင်နိုင်ပေမဲ့လည်းဘုရားသခင်မြင်တော်မူတဲ့ဖြတ်မှတ်ခြင်းလမ်းကိုရွေးချယ်ပြီးတော့ဘုရားသခင်ချီးမြှောက်တော်မူမယ်။ဘဝတည်းလျှောက်လန်းအသက်ရှင်နေဖို့အတွက်ဘုရားသခင်အတူရှိကောင်းချီးပေးနေပါစေ။အာမင်။ ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်